2014ခုနှစ်အာဆီယံဥက္ကဋ္ဌဖြစ်မြန်မာနိုင်ငံကတာဝန်ယူပြီးနောက်ပထမဆုံးကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကိုပုဂံမှာကျင်းပခဲ့ရာ2015ခုနှစ်အမီအာဆီယံအတိုက်မြုံတိစောက်နိုင်ရေး2015အလွန်ရည်မှန်းချက်ချမှတ်နိုင်ရေးနဲ့ဒေတာတွင်းပြဿနာတွေငြိမ်းချမ်းစွာဖြေရှင်းရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။ 2014ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးမှာအာဆီယံအတွက်နည်းဖြူဟာအရာအရေးကြီးတဲ့အချက်တွေကိုလေ့လာသုံးသပ်ဖို့2014ခုနှစ်မှာလှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကိုပူးပေါင်းဆောင်ရွက်ဖို့လက်ရှိဖြစ်ပေါ်နေတဲ့ဒေတာတွင်းနဲ့နိုင်ငံတကာအရေးကိစ္စတွေကိုပြန်လည်သုံးသပ်ဖို့နဲ့2013ခုနှစ်အောက်တိုဘာလမှာကျင်းပခဲ့တဲ့23ချိန်မြောက်အာဆီယံအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေကိုဆက်လက်အကောင်အထည်ဖော်ဖို့ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ အာဆီယံအနေနဲ့ဒေတာတွင်းပြဿနာတွေကိုအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့သဘောတူညီချက်နဲ့ဖြေရှင်းမှာဖြစ်ပြီးမြန်မာနိုင်ငံအနေနဲ့ဗမ်းမလိုက်တဲ့လမ်းစဉ်ကိုကင်ဆယ်ကသက်ဆိုင်သူအားလုံးကျေနပ်မဲ့နိလန်းတွေနဲ့ဖြေရှင်းပေးသွားမှာဖြစ်ကြောင်းဒါအပြင်2013ခုနှစ်ကဘရူနိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့23ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းဆွေးနွေးခဲ့ပါတယ်အာဆီယံအစစ်မြစ်လုပ်ငန်းအဖွဲ့အနေနဲ့လည်း၎င်းရဲ့လုပ်ငန်းတာဝန်တွေကိုတက်နိုင်သမျှလှည့်မြန်စွာလှုပ်ဆောင်သင့်ကြောင်း အဆိုပါလုပ်ငန်းအဖွဲ့အတွက်ကိုယ်စားလှယ်အဆိုတင်သွင်းမှုကြရှိနေတဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်းတက်နိုင်သမျှလှည့်မြန်စွာအဆိုတင်သွင်းမှုတိုက်တွန်းကြောင်းနဲ့မြန်မာနိုင်ငံအနေနဲ့အာဆီယံအစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပဖို့အစဉ်သင့်အနေထားမှာရှိနေကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝနမောင်လွင်ကပြောကြားခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာတောင်တရုတ်ပင်လယ်ရေးနဲ့ပတ်သက်ပြီးလည်းအာဆီယံနိုင်ငံများအကြားညီညွတ်မှုရှိစေဖို့ဖိလစ်ပိုင်နိုင်ငံကတောင်းဆိုခဲ့ပါတယ်။